ုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော် indirect question အကြောင်းကိုပြောပြမှာပေါ့နော်အခုကျွန်တော်တို့သိတဲ့ဒီမှာ wh how နဲ့မေးတဲ့မေးခွန်းတို့ yes or no မေးခွန်းတို့ဒါတွေကကျတော့ तू ကတိုက်ရိုက်မေးတဲ့မေးခွန်း तू ကဥမာမင်းသမင်းစားပြီလားဒါပေမဲ့ तू ဘာမှလဲစသဖြင့်တိုက်ရိုက်မေးတယ်မေးခွန်းဒါပေမဲ့ဒီ indirect မေးခွန်းကကျတော့အဲ့ဒီမေးခွန်းကိုမှနောက်ထပ်မေးခွန်းတစ်ခုထပ်ပေါင်းလာတာပြောမစို့ရင်တခါလေးကြားလို့ရှိရင် ပို့ပြီးတော့ယဉ်ကျေးအောင်သုံးတဲ့အသုံးမျိုးအနေနဲ့ပေါ့နော်ဆိုတော့ကျွန်တော်တစ်ချက်တော့လေ့လာကြည့်အောင်ဆိုတော့ဒီစာကြောင်း Where is she သူဘယ်မှာလဲ Is she at home သူအိမ်မှာလားဒါတွေအကုန်လုံးကတည့်ရဲ့မိကုန်းနေတည့်ရဲ့မိထားတာနော်အဲ့ဒါကိုမှကျွန်တော် indirect လုပ်ကြည့်မယ် Do you know where she is ကျွန်တော်တို့မေကုတ်ပြန်လုပ်တာနှစ်ဆင့်နှစ်ဆင့်ပေါ့နော် မေကုတ်နှစ်ဆင့်ပြန်လုပ်တာအဲ့တော့မေကုတ်လုပ်တဲ့အပိုင်းလေးတကယ်သူရဲ့ဟာလေးရဒီမှာဒါလေးကမေကုတ်နဲ့ထပ်ပေါင်းတာ Do you know Minty la where she is သူဘာမှလဲဆိုတာအဲ့တော့လေကျွန်တော်တို့ဒီမှာမေကုတ်တော့ကကြတော့ where is she ဒါပေမဲ့မေကုတ်နဲ့မှနောက်ထပ်မေကုတ်ဖြစ်တဲ့အခါမှာကျွန်တော်တို့ကမေကုတ်နှစ်ခါပြန်မလုပ်ဘူး ဲ့တော့ where she is subject verb ဆိုပြီးတော့ပြန်ဖြစ်သွားတယ်အဲ့တော့ဒီအပိုင်းကိုကျွန်တော်တို့ဘာသာပြန်ကြည့်မယ်ဆိုရင်သူဘယ်မှာလဲဆိုတာเนาะဒီမှာတော့ကသူဘယ်မှာလဲသူဘယ်မှာလဲမိကသူဘယ်မှာလဲ where is she ဒါပေမဲ့ဒီစာကြောင်းမှာဆိုလို့ရှိရင်တော့သူဘယ်မှာလဲဆိုတာလို့ဒီပဲရတယ်เนาะမြန်မာလိုပြန်အဲ့တော့ do you know where she is သူဘယ်မှာလဲဆိုတာမင်းသိလားအဲ့ဒါမျိုး ောက်တစ်ခုကျွန်တော်တို့ဒီရက်စော်နိုးကိုရက်စော်နိုးမိခွန်းတွေကို ကျွန်တော်တို့ကဒီလိုပုံစံလုပ်မယ်ဆိုလို့ရှိရင်တို့မှာ wh တို့ဟောင်းတို့မပါတဲ့အတွက်ကျွန်တော်တို့က weather တို့ if တို့ weather တို့မို့ if ပေါ့နော်အဲ့ဒါထည့်ပေးရတယ်အဲ့ဒါကကြတော့ဖြစ်လားမဖြစ်လားဆိုတဲ့အဓိပ္ပာယ် if တုံးတုံး weather တုံးတုံးဖြစ်လားမဖြစ်လားပေါ့နော်အဲ့လိုအဓိပ္ပာယ်အဲ့တော့ weather တို့မို့ if she is at home သူမအိမ်မှာ ရှိလားမရှိလားဆိုတာ အဲ့လိုတွေပဲပြန်ရအောင်နော်မင်းတီလာလို့တွေပဲနော်အဲ့တော့မိကုံးမှမဟုတ်ဘူးကျွန်တော်တို့ဒီစာကြောင်းထဲမှာကို level အဲ့လို indirect question ကိုတုံးလို့ရတယ်ဆိုပါတော့ကျွန်တော်တို့ I know where she is ဆိုပြီးတော့အဲ့လိုပြောလဲရတယ်သူဘာမှလဲဆိုတာကျွန်တော်သိတယ်ဒါမှမဟုတ်လေ I don't no i don't know where she is သူဘာမှလဲဆိုတာကျွန်တော်မသိဘူးစသဖြင့်ဒီလိုမျိုးတွေလည်းကျွန်တော်တို့ပြောလို့ရတယ်ရှားလောင်ပဲလို့ထင်တယ်နော်ဆိုတော့ကျွန်တော်နောက်ထပ် example လေးဆက်ပြီးတော့သွားမယ်ဒါကကြတော့ essential grammar and use ရဲ့ unit 49ပေါ့နော်ဆိုတော့ကျွန်တော်တို့ခေါင်းစဉ်မှာတော့သူကတော့ ဟိုဘာ question လဲလို့ဘာမျိုးစားလဲလို့မပြောထားဘူးဒါပေမဲ့ဒါတော့ indirect question လို့ခေါ်တာပေါ့နော်အဲ့တော့ကျွန်တော်ဆက်သွားမယ် Essential Grammar UCA Unit 49အဲ့တော့မကြည့် Where is Paul Paul ဘာမှာလဲ Do you know where Paul is Paul ဘာမှာလဲဆိုတာမင်းသိလား Where Paul is Paul ဘာမှာလဲဆိုတာ မြင်သိလားအဲ့တော့ direct question ကပါလဲ what time is it now အခုဘယ်အချိန်ရှိပြီလဲဘယ်အချိန်လဲဒါ direct direct မေးခွန်းအဲ့ဒါကိုမှဒါလေးနဲ့ထပ်တွေ့ခြင်း can you tell me what time it is ဒီလားပြန်ဖြစ်သွားပြီ is it ကနေ it is ဖြစ်သွားပြီ now အခုဘယ်ချိန်ရှိပြီလဲဆိုတာမင်းပြောပြလို့ရမလား Okay အဲ့တော့ ဒီကနေဆက်ဆက်ကျွန်တော်တို့စာအုပ်အနီလေးကိုတွားပြီးတော့လေ့လာကြည့်မယ်ဆိုလို့ရှိရင်အဲ့လိုမျိုးလေးပြည့်ရမှာပေါ့နော်အဲ့တော့ဒီအခန်းကိုကျွန်တော်တို့သိဖို့ဆိုလို့ရှိရင်အရှိမကျွန်တော်တို့မေခွန်းလုံနီးမေခွန်းသုံးမျိုးလုံနီးဆိုတာကျွန်တော်တို့သင်ပေးခဲ့တာရှိနော်အဲ့မှာတွားကြည့်ပါကျွန်တော်ဒီဗီဒီယိုရဲ့အောက်မှာလည်းပဲကျွန်တော် link လေးတစ်ခုကျွန်တော်ထည့်ထားပေးမယ်ပေါ့နော်ဒီမေခွန်းလုံနီးနဲ့ဆက်ဆက်ထည့်ထားပေးမယ်အဲ့တော့မေခွန်းလုံနီးမှာတော့သူကအာ WH တို့ဟောင်းတို့နဲ့လုပ်တဲ့မေခွန်းပြီးလို့ရှိရင် yes or no ပေါ့နော် yes တို့မဟုတ် no နဲ့ပြန်ပြင်လောလောတဲ့မေးခွန်းပြီးလို့ရှိရင်ထပ်တော့ question tag ပေါ့နော် tag question အဲ့တော့ထပ်တော့မေးတဲ့မေးခွန်းအဲ့ဒါလေးနဲ့လောက်တာရှိတယ်နော်အခု indirect မှာကကြတော့ခုနက wh တို့ how နဲ့မေးတဲ့မေးခွန်းနေပြီးရင် yes or no မေးခွန်းနေအဲ့ဒါတွေကိုကျွန်တော်တို့ indirect ဘယ်လိုပြန်လုပ်လဲဆိုတာလေးဒါဒီမှာပြန်ပြောတာပေါ့နော်ဆိုတော့ဒါလေးတော့ရမယ်ထင်ပါတယ်အဲ့တော့ကျွန်တော်စောက်ထည့်ရနေတစ်ချက်တော့ နမူနာလေးကြည့်မယ်ဆိုလို့ရှိရင်ခုနကပြောခဲ့သလိုပဲပေါ့နော်စောက်ထဲမှာဆိုလို့ရှိရင်ကျွန်တော်ဒါလေးတွေ့ရမယ်ဒါ right question တွေကကြတော့ who are those people ဒီလူတွေကဘယ်သူတွေလဲ how old is nicola nicola အသက်ဘယ်လောက်ရှိပြီလဲ what time is it အခုအချိန်ဘယ်လောက်ရှိပြီလဲ where can i go ငါဘယ်ကိုသွားလို့ရလဲ how much is this camera ဒီကင်မရာကဘယ်လောက်လဲ when are you going away မင်းဘယ်တော့သွားမှာလဲ where have they gone တို့ဘယ်ကိုသွားတာလဲ what was kate wearing ကိတ်ဘာဝတ်ထားခဲ့တာတော့အဲ့ဒါကိုမှကျွန်တော်တို့ indirect ထဲပြန်ထည့်မယ်ဆိုရင် do you know who those people are ပြီလားနော်ခုနကဘေးမှာတော့ခုနကအပေါ်ဆုံးက who are those people ကနေ who those people are ဖြစ်သွားပြီ do you know how old nicola is ဒါမှမဟုတ်လို့ရှင်လေ can you tell me how old nicola is ဒါမျိုးတွေကိုယ့်ကိုအဆင်ပြေတယ်လို့သုံးလို့ရတယ်နော်ခုပြောချင်တဲ့အတိတ်ပဲပေါ်မူတည်ပြီးသုံးလို့ရတယ်နော် do you know what time it is လို့ဖြစ်သွားမယ်ပြီးရင် do you know where i can go နော်ဒါမှမဟုတ်ရှင်လဲ i know who those people are ဒီလိုတွေဘယ်သူလဲဆိုတာငါသိတယ် i know how old nicola is nicola အသက်ဘယ်လောက်လဲဆိုတာငါသိတယ် အဲ့လိုမျိုးပေါ့နော်အဲ့တော့နံပါတ်ဘီကလည်းအတိုင်းပဲကျွန်တော်တို့ question လုပ်တယ် where does he live အဲ့ကနေကျွန်တော်တို့မေးခွန်းမဟုတ်တော့ဆိုတော့ဗာပြန်လုပ်မယ် indirect ဖြစ်သွားပြီဆိုတော့ where he lives ဆိုပြီးတော့ဖြစ်သွားမယ်အဲ့တော့ do you know where he lives သူဘာမှနေလဲဆိုတာသိလားဒါကခုနကျွန်တော်ပြောခဲ့သလိုအရှိကန်းကမေးခွန်းလုံးလေးတွေကိုကျွန်တော်တို့ နားလည်ထားမှဒါလေးတွေကကြတော့ဟိုမရောမှာပေါ့နော်စိတ်ထဲမှာမရှုပ်ထွေးနေမှာနော် How do airplanes fly? What does Jane want? Why did she go home? Where did I put the key? မိကွန်းနေအဲ့တော့မိကွန်းတွေကိုကျွန်တော်တို့ indirect ပြန်လုပ်တဲ့အတွက်အဲ့ဒီမိကွန်းစကလုံးတွေထည့်ဆက်မလို့တော့မိကွန်းစကလုံးတော့မဟုတ်ဘူးမိကွန်းဟိုဇာပါလေမိကွန်းလုပ်တဲ့အခါမှာအကူအကူ web တွေပေါ့နော်အဲ့ဒါတွေထည့်ဆက်မလို့တော့ကြည့်အောင် Do you know how airplanes fly? အမဒူးတော့မဖြုတ်မထဲ့တော့နော်။ Do you know what Jane wants? ဂျင်းပါလို့ခြင်းလဲဆိုတာမင်းသိလား။အဲ့တော့မှ dust တွေပါတယ်မထဲ့တော့နော်။အဲ့လိုမျိုးလေး။နံပါတ်4ကကျွန်တော်ခုနကရှင်းပြတဲ့အာ yes or no question ပေါ့နော်။ But do be but do do more back နော်။အဲ့ဒီ helping back တွေ ਨੇ ကျွန်တော်တို့ question လုပ်တဲ့ဟာတွေပေါ့နော်။ Is Jack at home? Have they got a car? camp and swim? Do they live near here? Did did anybody see you? No. Aro, do you know whether the mo if Jack is at home? Jack ima shi lam shi lam indi la. Okay, no. So ro da myo le go saung ne twe pi lo lut ji ba sin pi ja me lo tin ma de. So ro me zan shi lo shin le di khan ne sat sat me zan shi da re go comment ma yin lo ya ba de. အလုံးစင်ပြကြမယ်လို့ထင်ပါတယ် 结束对吗？